မိဘပြည်သူများရှင် Prime Media မှသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့အတွက်သတင်းလေးတွေမှာမိဘပြည်သူများအတွက်အကျိုးရှိစေတဲ့သတင်းတွေရောသတိပြုဆင်ခြင်စရာလေးတွေရောကျွန်မတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းလေးကတော့ရန်ကုန်မြို့မှာနေထိုင်တဲ့မိဘပြည်သူများအတွက်သတင်းလေးတစ်ခုဖြစ်ပါတယ်။သတင်းလေးကတော့သတင်းကျွတ်အမှတ်တရပေါ့နော် MSME ဈေးရောင်းပွဲတွေကိုပြည်သူ့ရင်ပင်မှာ၄ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့နယ်ပြည်သူ့ရင်ပင်မှာဆိုရင် သတင်းကြုံဈေးရောင်းပွဲတော့ဖြစ်နေပေါ့နော်ဆိုင်ကန်းလေးဖြွင့်ပြီးတော့လာရောရောင်းချမဲ့သူအများကြီးရှိမယ်ပြီးတော့ဂီတဖျော်ပြပွဲနေပါတွဲဖက်ပြီးတော့ကျင်းပမှာဖြစ်ပါတယ်ကျင်းပမဲ့နေ့ရက်ကတော့အော်တိုဘာလ၄ရက်နေ့ကနေ9ရက်နေ့ထိ၄ရက်တိတိကျင်းပမှာဖြစ်ပါတယ်ဒီပွဲလေးကိုကျင်းပပြုလုပ်ဖို့အတွက်ပေါ့နော်အောင်မြင်စွာကျင်းပနိုင်ဖို့အစည်းအဝေးကိုလည်းစက်တင်ဘာလ24ရက်နေ့မှာဆိုရင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကအစည်းအဝေးကျင်းပပြီးတော့မြန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကိုယ်တိုင်တက်ရောက်ပြီးတော့အမှားစကားပြောကြပြီးလိုအပ်တာတွေလည်းညွှန်ကြားခဲ့ပါတယ် ဒါလေးကတော့ရန်ကုန်ကကျင်းပမဲ့ MSME ပွဲနဲ့ပတ်သက်တဲ့သတင်းလေးပေါ့နော်။ဒီသတင်းလေးကနေကျမတို့သုံးသက်ချက်ကတော့ကျမနိုင်ငံမှာဆိုရင်ပြည်ပပြည်သူတွေဟာရုံးနေကုမ္ပဏီမှာအလုပ်လုပ်ဖို့အတွက်အခွင့်အလမ်းအမြန်တန်နေပါတယ်။ဒါပေမဲ့အသေးစားလုပ်ငန်းလေးလုပ်ဖို့အတွက်တော့အခွင့်အလမ်းများပါတယ်ရှင့်။သေးစားလုပ်ငန်းအလက်စားလုပ်ငန်းတွေဟာနိုင်ငံတစ်ခုရဲ့စီးပွားရေး GDP ကိုတိုးတက်ဖွံ့ဖြိုးစေတဲ့အရေးကြီးဆုံးထောက်တိုင်တွေလည်းဖြစ်ပါတယ်။အဓိကကျမတို့လိုနိုင်ငံမျိုးပေါ့နော်။ handmade တွေ ဒေတာထုတ်ကုန်ပေါ်တဲ့နိုင်ငံတွေအတွက် MSME လုပ်ငန်းတွေကနိုင်ငံရဲ့စီးပွားရေးကိုမြှင့်တင်ပေးနိုင်ပါတယ်။မိဘပြည်သူအားလုံးဟာအသေးစားလုပ်ငန်းရှင်တွေဖြစ်နိုင်ပါတယ်။ဒါ့အပြင်ကျွန်မနောက်တစ်ခုပြောချင်တာကပေါ့နော်ကျွန်မနိုင်ငံမှာအဲ့လိုမျိုးပြည်တွင်းဒေတာထုတ်ကုန်လေးတွေကိုပေါ့အသေးစားလုပ်ငန်းအနေနဲ့အားပေးကြမယ်ဆိုရင်ကျွန်မနိုင်ငံအတွက်လည်းအကျိုးရှိပါတယ်။မိဘပြည်သူများအနေနဲ့ပေါ့နော်တနေ့တနေ့မှာကိုယ်သုံးတဲ့အသုံးဆောင်ပစ္စည်းတွေမှာပြည်တွင်းထုတ်ကုန်လေးပေါအောင်လို့အတက်နိုင်ဆုံးထည့်သွင်းပြီးတော့အသုံးပြုကြစေချင်ပါတယ်။ကျွန်မနိုင်ငံမှာဆိုရင်ဒါခေါင်းစည်းကျိုးချုပ်တဲ့လူတွေရှိရဲ့ စက်ပြာလေးလေကိုစက်ပြာလေးထုတ်တာရှိရဲအိမ်သုံးစက်ပြာလေးရေချိုးစက်ပြာလေးမျက်နှာသစ်စက်ပြာလေးစသဖြင့်ပေါ့နော်ဒါလေးထုတ်တာရှိရဲဒါပြင်အခြားသောဒေတာထွက်ကုန်တွေလည်းရှိပါတယ်ဒါလေးတွေကိုကို quality ကောင်းကောင်းတော့သုံးကျင်တယ်ပေါ့နော်လောဆယ်မှာမြန်မာပြည်မှာထုတ်တာက quality အရန်မကောင်းသေးဘူးဆိုရင်တော့မှညှတပြီးတော့သုံးဆွဲချစီခြင်းပါတယ်ကိုကဒီပြည်တွင်းထုတ်ကုန်လေးတွေအားပေးလိုက်မယ်ဆိုရင်တို့လည်းဝင်ငွေရတယ်အဲ့ဒီအနေမှာ quality ပိုကောင်းအောင်လို့ထုတ်လာနိုင်မှာဖြစ်ပါတယ် ဒီလိုနီးလန်းနဲ့ကျမတို့တယောက်နဲ့တယောက်ပေါ့နော်အားပေးချပြီးတော့ပဲပြည်တွင်းထုတ်ကုန်ရေသွေးတွေတိုးတက်လာမယ်ပြည်တွင်းမှာရှိရဲကျမတို့နိုင်ငံသားတွေဝင်ငွေတွေတိုးလာမယ်ဒီလိုအခြေအနေဖြစ်အောင်ကျမတို့အချင်းချင်းအားပေးကြရမှာဖြစ်ပါတယ်ပြည်တွင်းဖြစ်ကိုအားပေးပါဆိုတဲ့စကားလေးတိုင်းပေါ့နော်ကျမတို့ပြည်တွင်းစီးပွားရေးကိုကျမတို့တိုင်းပြည်ပြည်သားအချင်းချင်းပဲညှိနှိုင်းရမှာဖြစ်ပါတယ်ရှင်ကျမတို့နိုင်ငံမှာအချင်းချင်းစောင့်ရှောက်ဖို့အတွက်လိုအပ်နေပါတယ်ဟိုပြည်တွင်းထုတ်ကုန်တွေဘယ်လောက်ထိပဲထုတ်ထုတ်ပေါ့နော်။သုံးဆွဲတဲ့သူမရှိလို့ရှင်သူတို့လည်းမရက်တည်နိုင်ဘူးလေ ဒါကြောင့်တို့ရက်တည်နိုင်အောင် quality ပိုကောင်းအောင်လုပ်ချင်လာအောင်လို့ကျမတို့ကပြောရမယ်ဆိုတော့ခွန်အားပေးတာပါရှင်ခွန်အားပေးတာပေါ့ကျမတို့နေ့စဉ်သုံးတဲ့ပစ္စည်းရဲ့မှာပြည်တွင်းထုတ်ကုန်လေးတွေကိုထည့်သွင်းပြီးတော့သုံးစွဲပေးပါဒီလုပ်ငန်းလေးတွေကိုမြှင့်တင်ပေးပါဒါဆိုတော့ကျမတို့နိုင်ငံ GDP ကလည်းတိုးတက်လာမှာဖြစ်တဲ့ကျမောက်နိုင်ငံသားတွေအဆင်ပြေချုံးမွေလာလို့ရှင်ကျမောက်နိုင်ငံတနိုင်ငံလို့အဆင်ပြေချုံးမွေနေတဲ့တူပါပဲ။ဘာကြောင့်လဲဆိုတော့နိုင်ငံဆိုတာကတက်မဲ့အရာတစ်ခုလေ။နိုင်ငံထဲမှာရှိတဲ့နိုင်ငံသားတွေကတက်ရှိတွေပါ။တက်ရှိအချင်းချင်းဆောက်ရှောက်တာက တတ်မဲ့နိုင်ငံကြီးကိုပါတိုးတက်စေပါရဲ့ရှင်။ဒီချက်လေးကအရေးကြီးတဲ့အတွက်ကျွန်မပထမဆုံးသတင်းလေးမှာထည့်သွင်းပြီးတော့တင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်။ပြည်တွင်းပြစ်ကိုအားပေးကြပါရှင်။မိဘပြည်သူများရှင်ကျွန်မဒုတိယသတင်းလေးမှာရွေးချယ်ထားတာကတော့ရှင်ထင်းရဲဝန်တန်းများရဲ့လုံဆောင်ချက်လေးနှစ်ခုကိုကျွန်မတင်ဆက်ပေးချင်ပါရှင့်။ဒါမှမဟုတ်လုံဆောင်ချက်လေးကတော့လူမှုကွန်ရက်မှာအခုအရန်ကိုဂျိမ်းစ်ဘွန်းဆိုပြီးနာမည်ကြီးနေရှင်ထင်းရဲတယောက်ရှိရပေါ့နော်။အဲ့ဒီရှင်ထင်းရဲဖြစ်စဉ်အကြတော့ရေကုန်တဲ့ဒေသကြီးလှန်ညွန့်နယ်မှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ မောင်းပြီးတဲ့ hijack ကိုဖမ်းလာပါရှင်ဖမ်းလာရရင်ဒီနေ့ရရုပ်ရှင်စမ်းစမ်းကိုဖမ်းပါတယ်ဒီမှာကျွန်တော်ပြသထားပါရရှင်ကားပေးကနေပြီးတော့တွဲခိုလိုက်သွားပြီးတော့ဖမ်းလာပါတော့ဖမ်းစည်းရခါမှာပထမတော့ကားကထွက်ပြေးတယ်နောက်ကြတော့ကားကလည်းဦးစားဖြစ်တော့သူရက်လိုက်တယ်ဘုံတော့ရက်လိုက်တဲ့ခါမှာရှေ့ကနေကားရင်မောင်းနေပါရှင်ဒီတိုက်စီမောင်းတဲ့ဦးလေးကြီးကားတွေကရှေ့ကထိုးရက်ပြီးတော့ဝိုင်းဖမ်းပေးကြတာပေါ့ပြီးတော့အဲ့ဒီမှာလည်းလက်သွက်ချီသွက်တဲ့ဦးလေးတယောက်လည်းရှိပါတယ် ကားမောင်းတဲ့သူကားဘွားနေမစွဲချခင်မှာဒါထိုးနေတာရိုက်နှက်နေတာလေးလည်းမြင်ရတယ်ပေါ့နော်အဲ့လိုဖြစ်ခဲ့တာပေါ့ဖြစ်ခဲ့တဲ့ချိန်ကတော့စက်တင်ဘာလ25ရက်နေ့တဲ့ညပိုင်းပေါ့နော်6:25မိနစ်အချိန်မှာပါရမီမီပွိုင်နာမှာဖြစ်ခဲ့တယ်ဆိုပြီးတော့သိရပါတယ်ရှင့်အဓိကကတော့အဓိကရင်ထင်းရဲ့တားတဲ့ချိန်မှာမရက်တန့်ပြီးပေါ့ရှင်ဒီတော့ရင်ထင်းရဲ့လိုက်ပြီးတော့ဖမ်းတာပေါ့ဖမ်းတဲ့ပုံစံအရင်ကဂျိမ်းစ်ဘွန်းဆန်သွားတဲ့အတွက်နာမည်ကြီးသွားတာပါနောက်ထပ်ဒီရင်ထင်းရဲ့ပတ်သက်တဲ့ဖြစ်စဉ်လေးတစ်ခုကတော့လာရှုံးမြို့မှာဖြစ်တာပါရှင့်လာရှုံးမြို့မှာကြတော့ ရဲတပ်ဖွဲ့နဲ့အထိမ်းအမှတ်အဖြစ်နဲ့ရင်ထင်းရဲတွေအားဆိုရင်စိုက်ကဲအုပ်ထုပ်တွေအခမဲ့ပေးဝင်နေရဖြစ်ပါတယ်ဒီမှာကျွန်မပြသထားပါရှင်လာရှုံမြို့မှာဆိုရင်62နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ကိုကျူးစိုးကုန်ပြုတော်အဖြစ်စက်ကဲစီအုပ်ထုပ်တွေကိုအခမဲ့ပေးဝေတယ်ရင်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးတယ်ဒါတွေကိုတတင်မာလာ25ရက်နေ့နနက်9နာရီကလာရှုံမြို့မှာကျင်းပခဲ့တာဖြစ်ပါရှင်အဲ့ဒီပွဲလေးမှာဆိုရင်ရဲတပ်ဖွဲ့ဝင်နေတဲ့ရင်ထင်းရဲတွေဟာလမ်းသွားလမ်းလာတွေကိုစိုက်ကယ်စီးအုပ်ထုပ်လေးစောင်းပေးနေရလဲမြင်တွေ့ရပါတယ် စိုက်ကဲစည်းအုပ်ထုပ်စုစုပေါင်းအလုံး900တိတိဝေးငှပေးခဲ့တယ်လို့သိရပါတယ်။အမှတ်20ရင်ထင်းရဲဒုတက်ဖွဲ့ခွဲမူယုံရှမ်းမြောက်အမှတ်123ရင်နှင်းရဲတက်ဖွဲ့စုလာရှိုးတို့ကနေတော့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။နေရာကတော့ပြည်တော်စုလမ်းမကြီးပေါ်မှာလာရှိုးမြို့ပေါ်နော်ပြည်တော်စုလမ်းမကြီးပေါ်မှာဆောင်ရွက်ခဲ့တယ်လို့သိရပါရှင်။ဒါရင်နှင်းရဲနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်မတင်ဆက်ပေးတာဖြစ်ပါတယ်။ကျွန်မအနေနဲ့သတင်းသုံးသပ်ချက်လေးရပေါ့နော်ပြောချင်တာက ကျွန်မနိုင်ငံမှာပြည်သူဝန်ထမ်းကောင်းတွေအများကြီးရှိပါတယ်။တချို့ကရင်းနှင်းရဲဆိုတာနဲ့အထင်မြင်လွဲနေကြတာလည်းရှိရဆိုတော့လေ။ဒါကျမဒီစိုက်ကအုတ်ထုတ်ဝေတာလေးမြင်တဲ့အခါကျတော့သတိရမိတာပါကျမတို့နေပြီးတော့မှဆိုရင်စိုက်ကစီးအုတ်ထုတ်မဆောင်လို့ရှင်ဖမ်းခံရတာများတယ်အဲ့လိုဖမ်းခံရတဲ့အချိန်ကြလို့ရှင်ချက်လက်ဖြတ်တယ်ပေါ့နော်ချက်လက်ဖြတ်တဲ့အခါကျရင်အမှုတမှု9000ဆိုတဲ့အခါကျတော့စိုက်ကစီးအုတ်ထုတ်ချွတ်မဆောင်လာလို့ရှင်9000အဲ့ဒီမှာမှ license မပိုင်9000ကျွတ်ကကျတော့စိုက်ကကို3ယောက်စီးရဲဆိုတော့9000ကျွတ်ချက်လက်ဖြတ်လိုက်လို့ရှင် သိမ့်ခွဲကြမှာယုံသွားရမယ်ချိန်လေးပေးရမယ်ဆိုတဲ့အခါကျတော့အဲ့ဒီနေရာမှာပဲသူလဲစင်ပြေကိုလဲစင်ပြေဆိုရယ်ဇလန်းလေးတွေဖြစ်ပြီးတော့ရင်ထင်းရဲတွေကိုငွေကြေးတွေပေးကြတယ်အဲ့ဒီမှာအကတိမှုဖြစ်တာအကတိမှုဆိုတာယူတဲ့သူရောပေးတဲ့သူရောပြည့်စုံရဲ့ရှင့်ဒါပေမဲ့ကိစ္စတွေအားလုံးပြီးသွားတဲ့အချိန်ကျလို့အိမ်ပြန်ရောက်သွားတဲ့အချိန်ကျလို့ဖုန်းပုတ်တဲ့အချိန်ကျရင်ကိုကအုတ်ထုတ်မဆောင်ခဲ့တာစီကံမဲ့ခဲ့တာဖယ်ရေးပြီးတော့ရင်ထင်းရဲကပတ်စံကောက်တယ်ဆိုရယ်ဇလန်းဝင် online မှာတင်ကြတယ်အဲ့လိုဇလန်းနေရှိရပါတော့ တော့အဂတိမှုဖြစ်ပြီးဆိုမှတော့နိုင်ငံဝန်ထမ်းအပြစ်တစ်ခုလည်းပဲဖြစ်သွားတာပေါ့ရှင်ဒီတော့အဂတိလိုက်စားခြင်းဟာဘယ်အစလဲဆိုရင်စီကံမဲ့တဲ့သူတွေကနေစတယ်အခွင့်အရေးပို့လိုခြင်းတဲ့သူတွေကနေစတယ်ကျမတို့နိုင်ငံသူနိုင်ငံသားတွေကလည်းအဲ့အရာတွေကိုတေချာလေးပြုပြင်ရမှာဖြစ်တယ်ဒီအကျင့်တွေကိုဖျောက်အောင်မှာဖြစ်တယ်ကိုကလည်းအဂတိလိုက်စားအောင်နိုင်ငံဝန်ထမ်းကိုမဆွဲဆောင်နဲ့မစည်းရုံးနဲ့မပေးနဲ့နိုင်ငံဝန်ထမ်းကလည်းအဂတိလိုက်စားတဲ့ကိစ္စကိုမလုပ်နဲ့ဒါဆိုရင်တော့အဂတိကပပျောက်မှာပဲပေးရလို့ရှိနေသေးယူရလို့ကလည်းရှိမှာပဲပေးရလူတွေကပေးတော့ယူရသူကယူတယ် ယူရတဲ့သူကလည်းပေးတဲ့သူရှိလာအောင်လမ်းခင်းနေဆိုတဲ့အခါကျတော့အဂတိမှုကအဲ့ဒီမှာနှစ်ဦးသဘောတူဖြစ်ကြတာပေါ့ရှင်အဲ့လိုဇလန်းလေးတွေပါဒီတော့ရင်ထင်းရဲ့ဈာထဲမှာဖြစ်တဲ့အဂတိမှုတွေစိုက်ကောထုံမပါလို့ဒါကြောင့်လာရှိုးကဦးရဲတွေကစိုက်ကောထုံဝေပေးလိုက်တာနော်အဲ့လိုတော့ရှိရပါတော့အဲ့လိုဇလန်းလေးရှိရအဲဒီနေ့ရင်ထင်းရဲ့နဲ့ပတ်သက်တဲ့သတင်းလေးကိုကျွန်မတင်ဆက်ပေးတာဖြစ်ပါတယ်ကျမနိုင်ငံနိုင်ငံဝန်ထမ်းတွေပေါ်မှာကျမတို့စီကံပိုင်းဆိုင်ရာတွေအများအားဝေဖန်ပါတယ်ထောက်ပြပါတယ်ဒါပေမဲ့သူတို့လှုပ်ဆောင်ချက်တွေမှာလည်း မှန်ကန်တာတွေရှိရင်လည်းကျမတို့ချီးကျူးပေးရမယ့်တာဝန်ရှိပါတယ်မိဘပြည်သူတွေလည်းအဲ့လိုစိတ်လေးပဲထားကြပါကျမတို့ကရင်းနှင်းရင်းနဲ့ပြည်သူတွေကြားထဲမှာဖြစ်တဲ့အကြမ်းမှုတွေပပျောက်စေခြင်းနံပါတ်၁ကပြည်သူတွေစီကံရှိမှရမယ်စီကံအလုံးလိုက်နာရမယ်ဒါပြင်ရင်းနှင်းရဲတွေကလည်းဖမ်းဆီးပြရနဲ့နိုင်ငံတော်ဘန်နာရရှိအောင်လုပ်ပေးရမယ်ကိုကကြားထဲကဒါတွေခွင့်မလွတ်ပေးရအောင်ခွင့်လွတ်လိုက်တယ်ဆိုရင်တို့ကနောက်ပိုလုပ်ဖို့လွယ်သွားတာပေါ့နော်ခွင့်မလွတ်လိုက်ဘူးဆိုရင် तू တေးကြတယ်လေဒဏ်ကြီးအများကြီးဆောင်ရတဲ့အတွက်နောက်ခါကျရင် तू လုပ်ဖို့တော့တွန့်သွားမှာပဲဒါကြောင့် ပြည်သူတွေကလည်းစီကံလိုက်တာရေထဲရဲကလည်းနိုင်ငံတော်ပေါ်တစ်ဆာရှိဒါဆိုတော့အကဒမီကြီးပပျောက်မှာပါအဲ့လိုမှမဟုတ်ဘူးပြည်သူတွေကစိုက်ကဲတော့စီးကျင်တယ်စိုက်ကဲတို့တော့မဆောင်ကျင်ဆိုရင်တော့ရင်ထဲရဲကိုပတ်စံပေးနေရအောင်မှာပဲဖြစ်ပါတယ်အဲ့လိုကိစ္စကဆိုတော့ကျမတို့လာမတိုင်ပါနဲ့ရှင်ကျမတို့လည်းဘာမှပြေရှင်းပေးလို့မရပါဘူးဒီလိုပြဿနာတွေကတော့ကိုယ့်ကိစ္စကိုရှင်းရမှာပဲဖြစ်ပါတယ်ရှင်မိဘပြည်သူများရှင်ကျမခုတင်ဆက်ပေးရမယ့်သတင်းလေးကထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့သတင်းလေးတစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံသားတွေနဲ့အထူးသက်ဆိုင်ပါရှင်အခုထိုင်းနိုင်ငံမှာဆိုရင် CIA စာအုပ်ကနေပြီးတော့ ပီဂျေစာအုပ်ကိုသွားပြီးတော့ပြောင်းလဲတဲ့အခါမှာဆိုရင်ဒစိမ့်လုံးတစ်ခုရိုက်ပေးလိုက်ပါတယ်။အဲ့ဒစိမ့်တုံးကတော့ထိုင်းနိုင်ငံအတွင်းမှာသာတောင်းလောက်ကွင်းပြူတယ်ဆိုပြီးအိဗယ်ရတဲ့ဒစိမ့်တုံးလေးရိုက်ပေးလိုက်တာပါ။အဲ့ဒင်းလေးကျွန်မသေးစိတ်လေးတင်ဆက်ပေးပါမယ်။မင်းတင်ဆက်ခင်မှာကျွန်မဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ရှင်းပြချင်တာပေါ့နော်။ထိုင်းနိုင်ငံကိုဒီ CI ဆိုတဲ့စာအုပ်လေးရှိတယ်။ဒီစာအုပ်လေးကကျွန်မဒီမှာပြသထားတဲ့စာအုပ်လေးဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေအရဆိုရင်ထိုင်းနိုင်ငံကိုရွှေပြောင်းလုပ်သားဖြစ်တဲ့ရောက်ရှိသွားပြီဆိုရင်ဒီလူကဘသူပဲဝါဖြစ်ကြောင်းထောက်ခံစားပေါ့နော် ဟို certificate of identity လို့ခေါ်ပါတယ် CIN ဆွဲဆောင်လေးလောက်ရပါတယ်ရှင့်ဒီဆောင်အုပ်ကထိုင်းနိုင်ငံမှာအလုံးလောက်ကင်ဖို့အတွက်ရောက်ရှိသွားတဲ့ရွှေပြောင်းလို့ဒီမှာတော်တော်များကိုက်ဆောင်ပါတယ်အဓိကနေထိုင်ခွင့်အတွက်ဘသူဘဲဝါဖြစ်တယ်ဆိုတော့တည်တည်ကဆောင်လေးပေါ့ဒီဆောင်ရှိမှာပဲမြန်မာနိုင်ငံသားအနေနဲ့ပေါ့အဲ့ဒီမှာနေထိုင်တဲ့အခါမှာအဆင်ပြေတယ်ပြီးတော့အလုံးလောက်ကင်တဲ့အခြေအနေတစ်ခုရရှိပါတယ် CI ဆောင်အုပ်နဲ့ထိုင်းနိုင်ငံရောက်ရှိပြီးတော့အလုံးလောက်ကင်ရဲ့မြန်မာနိုင်ငံသားတန်းတဲ့ခြေရှိပါတယ်ရှင့် စီရင်ဆောင်ရဆိုရင်တက်တန်း၄နှစ်ရှိရလို့သိရပါတယ်ဒါပေမဲ့ဒီဆောင်အုပ်ရရှိပြီးတော့တက်တန်း၂နှစ်ပြည့်တယ်ဆိုတာနဲ့ CI ကနေပြီးတော့ PG ကိုပြောင်းခွင့်ရှိပါတယ်ရှင်ဒီတော့ဒီအပိုင်းမှာ CI ဆောင်းကင်ထားတဲ့သူတွေကတက်တန်းနှစ်နှစ်ပြည့်ပြီးတဲ့အခါမှာ PG ကိုသွားပြောင်းကြတာပေါ့ရှင်။သွားပြောင်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာရှိတဲ့ဘန်ကောက်မဟာချိုင်းမှာရှိတဲ့ CI ရုံးမှာဆိုရင်ဒီလာပြီးတော့ CJ လာပြောင်းတဲ့သူတွေရဲ့စာအုပ်ထဲမှာ passport for thailand only ဆိုတဲ့ဒစိမ့်တော့ထုတ်ပေးလိုက်ပါတယ်ကျွန်မကပြသထားတဲ့ပုံလေးဖြစ်ပါတယ်အတိတ်ပဲကတော့ထိုင်းနိုင်ငံတခုထဲမှာပဲသွားလာနိုင်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဆိုလိုရင်းကတော့အရင်ကဆိုရင် CN ကနေ PJ ပြောင်းလို့ရှိရင်ထိုင်းနိုင်ငံကိုကူပြောင်းဖို့အတွက်ကိုခွင့်လန်းရှိရပါတော့အခုကကြတော့ CN ကနေ PJ ပြောင်းလဲထိုင်းနိုင်ငံထဲမှာပဲနေရမယ် CI နဲ့လည်းထိုင်းနိုင်ငံထဲမှာပဲနေရမယ်ဆိုတဲ့ပုံစံဖြစ်သွားပါတယ်ဒီခါကျတော့ထုံးစံတန်းအတန်ကြီးညံစီလာတာပေါ့ရှင်ကျွန်မတို့မြန်မာနိုင်ငံသားတွေရဲ့အမှုကျင့်ရလဲတည့်ရတိုင်းပဲ အမြင်နဲ့ပြဿနာရှိနေတာဆိုတော့လေဘယ်တော့တော့ပြဿနာရှိနေတာဆိုတော့ပြဿနာတွေတက်နေကြပါတယ်ဒီလိုပြဿနာတက်တဲ့အခါမှာအုပ်စုနှစ်ခုရှိပါတယ်မြန်မာနိုင်ငံကနေသွားပြီးတော့ထိုင်းနိုင်ငံရောက်ရှိသွားတဲ့သူတွေမှာရွေကျက်နှစ်ခုရှိရပါတော့တခုကကြောင့်ထိုင်းနိုင်ငံထဲမှာပဲနေထိုင်ပြီးလောလောကင်မှုအတွက်ကိုသွားကြတာအဲ့လိုလူတွေအတွက်ကတော့ဒီလိုဖြစ်သွားတာဘာမှထူးခြားတဲ့ပြောင်းလဲမှုမရှိဘူးပေါ့။ဘာကြောင့်လဲဆိုတော့သူတို့ရွေကျက်ကလည်းထိုင်းနိုင်ငံမှာပဲနေထိုင်ပြီးလောလောကင်ကြဖို့ဆိုတော့လေ ဒါအသိပြီးတော့ပြဿနာကြီးမားတဲ့ကိစ္စမဟုတ်ဘူးပေါ့ဒါမဲ့နောက်ဘူဝါဒတွေပြောင်းသွားရင်တော့လေရှော့ပေါ်တဲ့ကိစ္စတွေဖြစ်လဲဖြစ်လာမှာပေါ့နော်နောက်ထပ်တစုဝါကြတော့စူညံနေရဲ့အစုပေါ့အဲ့ဒီအစုဝါကြတော့သူတို့မှရည်ရွယ်ချက်ရှိရထန်းနိုင်ငံအောင်သွားတာဘာရည်ရွယ်ချက်လဲဆိုရင်ထန်းနိုင်ငံကနေပြီးတော့သူတို့ကတတိယနိုင်ငံကိုကူပြောင်းဖို့အတွက်သွားတဲ့သူတွေရှိတယ်အဓိကပညာသင်ဖို့သွားတဲ့သူတွေဒါကတော့ရိုးရှင်းတဲ့ရည်ရွယ်ချက်ပေါ့နော်ဘဝတိုးတက်တိုးတက်ကြောင်းအတွက်ရည်ရွယ်ချက်ပေါ့နောက်ထပ်တစုဝါကြတော့ ထိုင်းနိုင်ငံကိုသွားပြီးတော့ထိုင်းနိုင်ငံကနေပြီးတော့သူများနိုင်ငံပေါ့တတိယနိုင်ငံတစ်ခုခုပေါ့ဥမာအမေရိကန်ရှိမယ်အော်စီရှိမယ်အဲ့ဒီနေရာတွေကိုနိုင်ငံရေးခုံလုံခွင့်ဒုက္ခတဲ့အနေနဲ့သွားဖို့အတွက်စူးစမ်းနေတဲ့သူတွေကြတော့စုညံပလောရိုက်ကုန်ကြတယ်အတိကထိကြိုက်သွားတာသူတို့ဒီတော့ထုံးစံအတိုင်းပေါ့ရှင်လွတ်လပ်စွာသွားလောက်ခွင့်မရှိဘူးလို့လူခွင့်ရေးတို့စသက်ဖြစ်ဇလန်းတွေဖြစ်လာပါတယ်ဘလို့ပဲဖြစ်ဖြစ်လေသူတို့ရောက်ရှိနေတာထိုင်းနိုင်ငံဆိုတာသူတို့မေ့နေရပါတော့နော်သူတို့ဘလောက်အော်အော်ထိုင်းနိုင်ငံကယူဆိုင်မှာမဟုတ်တာရှင့်ထိုင်းနိုင်ငံကသူလှုပ်ရှားရှိရလုံမှာပဲ government to government ချိတ်ဆက်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေကိုမြန်မာနိုင်ငံနဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်မှာပါပဲပြောရမစုံတတိယအိမ်မက်တွေပျက်စီးသွားတာပေါ့ရှင်ဟိုမှာအမေရိကန်နိုင်ငံကပိတ်လိုက်ပါပြီဆိုနေမှာထိုင်းရပါအခုထွက်ခွင့်မပေးတော့ဘူးဆိုတော့မြန်မာနိုင်ငံကနေပြည်ပြေးသွားတဲ့သူတွေတော်တော်များထိုင်းနိုင်ငံထဲမှာပဲပိတ်မိနေတယ်ပါပေါ့ရှင်ဒါပြင်နောက်ထပ်စိုးရတာတခုရှိသေးရဲ့နော်စိုးရတယ်ဆိုတော့သူတို့တက်စိုးရပါကျွန်တော်တော်တော်မစိုးပါဘူးဘာကြောင့်ပိတ်လိုက်တယ်လို့ထင်ပါသလဲဘာကြောင့်ထွက်ခွင့်မပြုတော့ဘူးလို့ထင်ပါသလဲ ဒီဇယ်လန်ဒီမာရင်ရက်တက်မယ်လို့ထင်ပါသလားကျမအယိုးရှင်ဆုံးသဘောတရားလေးပြောပြပါမယ်တစုံတစ်ခုကိုတည်တည်ချာချာပေါ့နော်အင်အားစုတစ်ခုပေါ့အုပ်စုတစုပေါ့အဲ့ဒါအသေးချာဖမ်းကျင်ဆိုအရင်ဆုံးချောင်းပိတ်လိုက်ရတယ်ဒါလည်းအနေထားကလေချောင်းပိတ်လိုက်ရတယ်ချောင်းပိတ်ပြီးတော့မှအဲ့ချောင်းထဲမှာရောက်ရှိသွားတဲ့အုပ်စုကိုတခါလေကုိကနေဖမ်းရတာဒီတော့ဒီလိုမျိုးထိုင်းနိုင်ငံကနေထွက်ခွင့်မပြုတော့ဘဲနဲ့ပိတ်လိုက်တဲ့ကိစ္စကချောင်းပိတ်လိုက်တာမှမဖြစ်နိုင်ဘူးလားဘာကြောင့်ချောင်းပိတ်တာလဲဘယ်သူတွေကိုချောင်းပိတ်ချင်တာလဲဆိုတာကတော့ ဒီမေးခွန်းလေးတွေကိုကိုယ့်ကိုဆက်လက်ပြီးတော့စဉ်းစားကြည့်ကြပါရှင်။အချို့တွေကတော့စဉ်းစားဖို့အချိန်တန်ပြီလို့ထင်ပါတယ်။မိဘပြည်သူများတော့ခေါင်းရှုံခံပါနဲ့။ကျမတို့ဖြစ်စဉ်တွေသိရတဲ့အခါကျရင်ပြောပြမှာပါ။ပြင်မခံပြီးစဉ်းစားမနေပါနဲ့ရပါတယ်။ဒါမိဘပြည်သူများအတွက်ပြဿနာရှိတဲ့ကိစ္စမဟုတ်ပါဘူး။ဒါမဲ့ထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့တတရနိုင်ငံပြေးဖို့ကြံနေတဲ့သူတွေကတော့အခုချိန်အားစပြီးတော့မိုးလင်းပေါက်နှစ်ဖူးပေါ်လက်တင်ပြီးတော့အဖြေထုတ်ကြည့်ကြပါတော့အဖြေထုတ်ဖို့အချိန်တန်ပါပြီအဖြေထုတ်နိုင်တဲ့သူကတော့လွတ်မှာဖြစ်တယ်အဖြေမထုတ်နိုင်တဲ့သူကတော့ကုိကနေမိမှာဖြစ်ပါတယ် ဒါလေးပဲသတင်းသုံးသပ်ချက်တရားနေကျွန်မသတိပေးပြီးတော့တင်ဆက်ပေးလိုက်ပါရစေတော့ရှင်မိဘပြည်သူများရှင်ကျွန်မဒီနေ့နောက်ဆုံးသတင်းလေးမှာတော့မြန်မာတက်မတော်နဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်မြန်မာတက်မတော်အတွက်လည်းအရေးကြီးလို့မျိုးကျွန်မနိုင်ငံအတွက်လည်းအရေးကြီးပါတယ်ဒါပြင်ဟိုလက်နက်ကင်နာကြတဲ့အဖွဲ့အစည်းအားလုံးအတွက်လည်းအရေးကြီးမဲ့သတင်းလေးဖြစ်မယ်လို့ထင်ပါတယ်ရှင်ကျွန်မနိုင်ငံမှာဆိုရင်အသက်မပြည့်သေးတဲ့စစ်တီပေါ့နော် အချို့ဟာဆိုရင် ရှေးရခင်ကမြန်မာတက်မတော်ထဲမှာရှိခဲ့မှုပါတယ်ဘာကြောင့်ရှိခဲ့တာလဲဆိုရင် စစ်သားစုဆောင်ရေးလုပ်တဲ့အခါမှာဝင်ရောက်လာတဲ့တပ်မတော်သားတွေထဲမှာအသက်မပြည့်တဲ့သူတွေပါလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုဖြစ်စဉ်တွေဖြစ်ပြီးရတော့မှမြန်မာတပ်မတော်နေနဲ့တပ်မတော်မှာရှိနေတဲ့အသက်မပြည့်တဲ့စစ်သည်တွေကိုစစ်ဆေးပြီးတော့မိဘလက်ထဲကိုပြန်အပ်တဲ့ကိစ္စရယ်လုပ်ခဲ့ပါရှင့်။ဒီသတင်းလေးကိုကျွန်မတင်ဆက်ပေးချင်တာပါ။ကျမောင်နိုင်ငံအဆိုရင်2012ကနေပြီးတော့2025ခုနှစ်ဩဂတ်လအထိ73နှစ်တာကာလအတွင်းမှာအသက်မပြည့်သေးတဲ့စစ်သည်တထောင်ကျော်ကိုနှုတ်ထွက်ခွင့်ပြုပြီးတော့ မိဘအုပ်ထိန်းသူများထံကိုအနှံ့ခဲ့ပါတယ်ဆိုပြီးနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ကနေပြီးတော့သတင်းထုတ်ပြန်ထားပါတယ်ရှင်ဒီသတင်းထုတ်ပြန်ချက်လေးကိုစက်တင်ဘာလ25ရက်နေ့မှာကျင်းပတဲ့အရွယ်မရောက်သေးသူကလေးငယ်များအားစစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေးမှာအရွယ်မရောက်သေးသူကလေးငယ်များစစ်မှုထမ်းခြင်းကကာကွယ်တားဆီးရေးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်ကာကွယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ဘိုးချုပ်ကြီးမောင်မောင်အေးကနေပြီးတော့ပြောကြားသွားခဲ့တာဖြစ်ပါတယ်ရှင်။ဒါပြင်2010မှာ ပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုတန်းဥပဒေကိုလည်း2024ခုနှစ်မှာစတင်ပြီးတော့ကောင်းထဲပေါ်တဲ့အချိန်မှာဆိုရင်ပြည်သူ့စစ်မှုတန်းတွေခေါ်တဲ့အခါမှာအသက်မပြည့်တဲ့သူတွေပါလာမဲ့အခြေအနေကနေရှောင်တွဲနိုင်အောင်လို့လည်းအတဏ္ဍာန်ဆုံးစ조사ပြီးလှုပ်ဆောင်နေဆိုပြီးသိရပါတယ်။တကယ်လို့ပေါ့နော်။စုဆောင်းတဲ့အခါမှာမှာရင်ပြီးတော့ပါလာခဲ့ရဲဆိုရင်လည်းစစ်ဆေးပြီးတော့ပြန်လှုပ်တာတွေလှုပ်ဆောင်နေရဲဆိုပြီးသိရပါတယ်ရှင့်။ကျွန်မအနေနဲ့မြန်မာတပ်မတော်ရဲ့အခုလှုပ်ဆောင်ချက်ကိုကြိုဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ အသက်မပြည့်သေးတဲ့သူအားဆိုရင်စစ်မှုထမ်းဖို့အတွက်အရေးချင်းရော စိတ်သက်ပိုင်းဆိုင်ရာရောမပြည့်စုံပါဘူးရှင်စစ်မှုထမ်းတယ်ဆိုတာအင်မတန်ခက်ခဲပင်ပန်းသောအလုပ်တစ်ခုပါဒီလုပ်ကိုအသက်ပြည့်တဲ့အမျိုးသားတွေပဲလုံဆောင်ဖို့တင့်တော်ပါတယ်ဒါတော့မှစိတ်သက်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေဆိုရင်စစ်မှုထမ်းဖို့အတွက်မစွမ်းပါပါဘူးရှင်ဒါကြောင့်တက်မလို့စီကိုဝင်ရောက်မယ်ဆိုရင်တက်မလို့ကလည်းတေချာလေးစစ်ဆေးပြီးတော့မှအင်ဒီအာပြည့်ရှိတဲ့အမျိုးသားတွေကိုပဲစစ်မှုထမ်းနေနဲ့ခေါ်ဆောင်ရတာပါ အဖွဲ့အစည်းတစ်ခုမှလှုပ်ဆောင်ရတဲ့ကိစ္စတွေမှာအမှားရင်းအချို့ကပါနိုင်တယ်ဒါပေမဲ့အဲ့ဒီအမှားကိုပြန်ပြင်ဖို့ကဒီအဖွဲ့အစည်းရဲ့တာဝန်ပါပဲမြမတက်မတော်ဓာတ်ရေလှုပ်ဆောင်နေရယ်ဒီတော့အခြားအဖွဲ့တွေမှရောက်နေတဲ့အတမပြည့်သေးတဲ့သူတွေကိုရောပြန်လွတ်ဖို့အတွက်အစီအစဉ်လေးများမရှိဘူးလားလို့လည်းကျွန်မတို့ခိုင်မေးခွန်းထုတ်လိုက်ချင်ပါတယ်မြမတက်မတော်အနေနဲ့ကအတမပြည့်သေးတဲ့စစ်တီရေရှီကောင်းရှိနိုင်တယ်ဒါကပကတိအရှိတရားပဲဘာမှလည်းတကူးကလိုက်ပြီးလိန်နေစာအကြောင်းလည်းမရှိဘူးရှီကောင်းရှိနိုင်တယ်ဒါကြောင့်စစ်ဆေးရမယ် ပြန်ပို့ရမယ်ဆိုလုပ်ငန်းစဉ်တွေလုံဆောင်နေတယ်။ဒါကိုချပြတာမြန်မာတပ်မတော်က PDF တွေရောသူတို့စုဆောင်ထားတဲ့သူတွေထဲမှာအသက်မပြည့်သူတွေမပါနိုင်ဘူးလား။ပါနိုင်တာပဲလေ။အဲ့ဒီသူတွေကိုရောပြန်ပို့ဖို့အစီအစဉ်မရှိဘူးလား။တိုင်းသလန်နဲ့ကိုင်းနေရောစုဆောင်တဲ့သူတွေထဲမှာအသက်မပြည့်သူတွေပါလာနိုင်တာပဲ။ဒီလူတွေကိုပြန်ပို့ဖို့အစီအစဉ်မရှိဘူးလား။ဆိုတာလေးကိုကျွန်မမေးခွန်းထုတ်ချင်တာပါ။မြန်မာတပ်မတော်ကိုတရားမျှတမှုမရှိဘူး။ရက်စက်ရုပ်မာတယ်လို့တစိုက်ကတ်တဲ့သူတွေကပို့ပြီးတော့ရက်စက်ရုပ်မာနေတာကိုကျွန်တော်မြင်တွေ့ရတယ်။ မြမတက်မတော်ကတော့မှမှားရင်းရှိလို့ရှင်စီးနဲ့ကန်းနဲ့ပြန်ပြီးတော့ပြုတ်ပြင်သေးတယ်ပီတက်တဲ့တိုင်းသလန်နဲ့ကင်တွေကပြန်လဲပြုတ်ပြင်ခြင်းမရှိဘဲနဲ့ကြီးမိုက်ကြီးလုံနေကြတာဆတ်မိုက်နေကြတာဒါအောင်မိဘပြည်သူများမြင်တတ်ဖို့တော့လိုပါတယ်ကျမတို့ကဖွဲ့စည်းတစ်ခုကိုမျက်စိမှိတ်ပြီးတော့ထောက်ခံနေကြမလို့ပါဘူးဘသူမှအဲ့လိုလုပ်ဖို့အတွက်ကျမတို့မတိုက်တော့မအောင်ဒါပေမဲ့ပကတိရှိတရားတော့မြင်တတ်ဖို့လိုတယ်ဘယ်ဖွဲ့စည်းကစီးစနစ်ကြလဲဆိုတော့သိဖို့လိုတယ်ကျမဆိုလိုချင်တဲ့သဘောလေးကရှင်းပါတယ်အဖွဲ့စည်းတိုင်းဒီအမှားဆိုတာမကင်းပါဘူး အမားတွေရှီကောင်းရှိနိုင်ပါတယ်။ဓာတ်တွေဖော်ထုတ်အောင်မှာကျမတို့သတင်းသမားတွေမိဘပြည်သူတွေတာဝန်ပါ။ပြုပြင်ရမှာလဲဒီအဖွဲ့အစည်းတွေရဲ့တာဝန်ပါ။ပြီးတော့ကျမအနေနဲ့ကတော့ရှင်းပါတယ်။ကျမတို့မြန်မာတက်မတော်ထောက်ခံရတယ်ဆိုတာကမြန်မာတက်မတော်အနေနဲ့ဝေဖန်မှုတွေလက်ခံတယ်။ပြုပြင်ပြောင်းလဲဖို့အတွက်ကျမတို့တင်ပြတယ်မိဘပြည်သူတွေစိတ်ဆန္ဒရှိရဲဆိုသူကပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးတယ်။ဒါလေးကမြန်မာတက်မတော်ရဲ့တမိုင်းကြောင်းကောင်းတစ်ခုပါပဲ။ပါဖက်ဖြစ်ခြင်းကိုတော့ကျမတို့ဘယ်စစ်တပ်မှမသွားပြီးတော့မျှော်လင့်လို့မရတာမှန်ပါပဲ။ မြန်မာစစ်တပ်မှမဟုတ်ပါဘူး။ကပောင်မှာရှိရဲကြိုက်တဲ့စစ်တပ်ကိုလက်ညှိုးထိုးလိုက်ပါ။အရန်ပါဖက်ဖြစ်ပါတယ်ဆိုတော့လုံးဝမရှိပါဘူး။လူသားတွေနဲ့ဖွဲ့စည်းထားတာလေ။ကောင်းတာလည်းရှိမယ်၊ဆိုးရလည်းရှိမယ်။အစဉ်ပြေရလည်းရှိမယ်၊မပြေရလည်းရှိမယ်။ဒါဟာပဂတိအရှိတရားလို့ခေါ်ပါတယ်။ကျမောက်နိုင်ငံအဲ့ဒီပဂတိအရှိတရားကိုကင်းလုပ်ပြီးတော့စစ်တပ်ကနိုင်အောင်တိုက်မယ်ဆိုရဲစေကူဝင်အိမ်မထဲမှာမျောနေကြတာပေါ့နော်။အဲ့လိုမျောနေတဲ့မှာဒုက္ခရောက်ကြတာပါ။ဒီတော့မြန်မာတပ်မတော်ပြင်ပြောင်းလဲမှုကတော့အခုလိုရှိရဲဆိုတာကျွန်မတင်ပြပေးတာ။ မိဘပြည်သူများသဘောကျသည်ဖြစ်စေမကျသည်ဖြစ်စေတဟအဖွဲ့အစည်းတစ်ခုရဲ့လုံဆောင်ချက်အနေနဲ့အုံနောက်တည်ညာနဲ့မှမှတ်သားထားပါဒါပြင်ပီတက်တွေတိုင်းသာသနာ့ကိုင်းတွေရောအသက်မပြည့်သေးတဲ့သူတွေသူတို့စူးစောင်းထားတယ်ပြန်လှုပ်သလားပုံလေးမြင်သာစွာချပြသလားအမားတွေရှိရင်ပြင်သလားဆိုတော့လေမိဘပြည်သူဆက်ပြီးလေ့လာကြည့်ပါရှင်အဲ့လိုလေ့လာပြီးရခါမှာမိမတက်မလို့ကအမှတ်ဘလောက်ပေးရမလဲ PDF ကိုတော့ငါတို့အမှတ်ဘလောက်ပေးရမလဲတိုင်းသာသနာ့ကိုင်းတော့ငါတို့အမှတ်ဘလောက်ပေးရမလဲဆိုတော့ကိုယ့်ကိုယ့်ရဲ့စိတ်မှတ်နဲ့ကိုအမှတ်လေးပေးထားကြည့် အမှတ်အများဆုံးအဖွဲ့အစည်းကိုလက်ခံနိုင်မှုအတွက်စ조사ပါအဲ့လိုမှမဟုတ်ရင်တော့ကျမတို့နိုင်ငံဒုက္ခပင်လဲဝေနေရုံမှာပဲအခြားနိုင်ငံတွေကနေကျမတို့မြောက်ထိုးပင့်ကိုလှုပ်တဲ့အတိုင်းကျမတို့နိုင်ငံနိုင်ငံသူနိုင်ငံသားတွေလိုက်လုံနေကြတာဒါလေးကိုစဉ်းစားသုံးသပ်နိုင်မှုလိုပါတယ်ရှင်ကျမတို့မြန်မာနိုင်ငံသားတွေအားလုံးစဉ်းစားသုံးသပ်နိုင်တဲ့နေရာတော့ကျမတို့နိုင်ငံအေးဆန်းတဲ့နေပါပဲအဲ့ဒီနေရောက်ရှိအောင်လို့ကျမတို့ကလည်းနေစဉ်နေတိုင်းအပေါက်မတက်သတင်းတွေကနေပြီးတော့အမှန်တရားတွေနဲ့ပကတိအရှိတရားတွေကျမတို့လိုက်နာကျင့်သုံးရမယ် အကြောင်းတရားတွေအားလုံးကျွန်တော်တို့ကလည်းပြမန်းခံပြီးရှင်းပြနေတာဖြစ်ပါတယ်။မိဘပြည်သူများကလည်းကျွန်တော်တို့ရှင်းပြရလေနားထောင်ပြီးတော့ချင့်ချိန်မှာစဉ်းစားပါသုံးသပ်ပါအရာအားလုံးယုံပါလို့ကျွန်တော်တို့မပြောပါဘူး။မိဘပြည်သူများရောက်ရှိနေတဲ့အရက်တွေကမှဘာတွေဖြစ်နေလဲဆိုတာနဲ့ကျွန်တော်တို့ပြောတာနဲ့ကန့်ညီမှုရှိမရှိဆိုတာစဉ်းစားပြီးတော့ငါတို့ဘယ်လိုလေးနေထိုင်သင့်တယ်တွေးတောသင့်တယ်မြမတက်မလို့ပေါ်မှာဘယ်လိုစိတ်မျိုးလေးထားသင့်တယ်ဆိုတာလေးကိုအမှန်တိုင်းဆုံးဖြတ်လာနိုင်ပြီဆိုရင်ကျွန်တော်တို့လုံဆောင်ရတာပင်မန်းအကျုံနဲ့တယ်လို့ပဲမြင်ပါတယ်ကျွန်တော်တို့အလိုပဲခံယူပါတယ် ကျွန်မရဲ့သတင်းသုံးသပ်ချက်လေးကိုဒီနေ့မှတလောင်းနဲ့ပဲရန်နာပြရစီရှင်။ကျွန်မရဲ့သတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲပင်မခန့်ပြီးတော့ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေလို့ကျွန်မတို့ Prime Media မိသားစုကစုတော်မြတ်တာပို့သအပ်ပါတယ်ရှင်။